ကျမရဲ့ပြည်သက်ကြီးကိုအခုဒီညအတွက်ပေါ့နော် update သတင်းလေးလာပြီးတော့ပြပြပေးရဖြစ်ပါတယ်။ဆိုတော့မနေ့ကမန္တလေးမှာမိုးရေလေတွေပေါ့နော်အရင်ကြီးတိုက်ခိုက်တယ်ဆိုပြီးတော့ကျမတင်ခဲ့တယ်ပေါ့နော်။ဆိုတော့ဒီမိုးရေလေတွေရဲ့တိုက်ခိုက်မှုကြောင့်ပဲဒီမန္တလေးမှာရှိတဲ့ Great Wall Hotel ကလည်းအဲပြိုကျသွားတယ်ပေါ့နော်။ပြိုကျသွားပြီးတဲ့နောက်မှာတော့သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကနေပြီးတော့ဒီ Great Wall Hotel ကို တခါတည်းဖြိုချလိုက်တယ်ပေါ့နော်ဆိုတော့ဒီဖြိုချမှုမှာဘာတွေတွေ့ရလဲဆိုတော့အဲပေါ့နော်ဒီကယ်ဆယ်ရေးအဖွဲ့ဝင်တွေကဒီအဲ Great War Hotel ကိုဖြိုချပြီးတဲ့နောက်မှာတော့ရုပ်အလောင်း80ထက်မနည်းရှာဖွေတွေ့ရှိခဲ့တယ်လို့သတင်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ဒီကယ်ဆယ်မှုကိုတရုတ်ရုရှားနဲ့ကယ်ဆယ်ရေးအဖွဲ့ဝင်ကအဖွဲ့ရပါတော့အဖွဲ့ဝင်တွေနဲ့အတူတူနိုင်ငံကူညီမှုအသင်းကလည်းပါဝင်ကူညီခဲ့တယ်လို့သိရပါတယ်။ Matchla 28ရက်နေ့မှာမြန်မာနိုင်ငံစကိုင်းမြို့ပေါ့နော်အာ အဓိကထားပြီးတော့လှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်မို့လို့ဒီမန္တလေးမှာရှိတဲ့ Great Wall Hotel ရာလည်းပြုကြခဲ့ပါတယ်ပြုကြပြီးရဲ့နောက်မှာတော့အထဲမှာဂျန်နေတဲ့ဂျန်ရစ်တဲ့ပေါ့နော်ဒီလူတွေကိုအပြင်ကနေပြီးတော့ဂျန်ရစ်တဲ့မိသားစုတွေကနေပြီးတော့ဒီကနေ့ ဒီပေါ့နော်အဲရက်သက်တဲ့ဘတ်ပြောရမယ်ဆိုလို့ရှိရင်တော့ကိုရက်မြောက်နေ့ကမှသာအာတွေ့ရတာပဲဖြစ်ပါတယ်အဲဒါပေမဲ့တွေ့ရတဲ့ပုံစံကတော့ဒီအသက်ရှင်လျက်မဟုတ်ပဲနေပေါ့နော်ကွယ်လွန်သွားတဲ့ရုပ်လောင်းတွေကတွေ့ခဲ့ရတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့မျောလင်းချက်တွေလည်းပြည့်စည်သွားပါပေါ့နော် တရင်မှမကြဘဲနဲ့တိမ်မြုံနေရတတ်စားလို့ရှိရင်တချို့ဖုန်းတော့ဒီချမ်းရင်တဲ့ပြီးသားဆိုရင်နေရာဓာတ်ပေါ်တွေလေးပဲရရင်တော့မှအကျဉ်းတ်ပါတယ်ဆိုပြီးတော့ပြောထားတဲ့လူတွေအတွက်ပေါ့နော်အဲ့ဒီအတန်အတင်းတော့ဘောတော့ဒီ double body လေးကိုတွေ့လိုက်ရတဲ့အတွက်ကြောင့်မလို့လုံးဝမတွေ့တဲ့ဆုံးဆုံးမြုံနေတဲ့အချိန်အချိန်နေထက်စားလို့ရှိရင်တော့ဟောနည်းနည်းလေးပေါ့နော်နည်းနည်းလေးပဲဖြစ်ဖြစ်ယူကြုံမရဖြစ်မှုကနေပြီးတော့ကာကွယ်ပေးနိုင်မယ်လို့ထင်ပါတယ် ကွယ်လွန်သွားတဲ့မိသားစုတွေနဲ့ထပ်တူလဲဝမ်းနဲ့ချီကွဲရပါတယ်လို့ပြောချင်ပါတယ်ရှင်။ အခုထပ်ပြီးတော့ပြောပြချင်တဲ့သတင်းကတော့ဒီကြောက်ဆယ်မျိုးရဲ့တမိုင်းဝင်ကြောက်တက်တာစီရီတော့စတင်ဖြိုချနေပြီဖြစ်တဲ့ဗီဒီယိုအကြောင်းပဲဖြစ်ပါတယ်။ဆိုတော့ဒီကြောက်တက်တာစီရီတော့ကအန်နီရှိသွားပြီပေါ့နော်။ဘာလို့လဲဆိုတော့ကြောက်တက်တာစီရီရဲ့ဒီကြောက်တုံးကြီးကိုဖောက်ခွဲဖြတ်စည်းဖို့အတွက်အရေးပေါ်ပြောင်းရွှေ့ခိုင်းနေတာဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ငနေတိုင်းကြောင့်မလို့ကြောက်ဆယ်မျိုးနဲ့စူကြီးရက်ကွယ်ရွှေသားလျောင်းတောင်ပေါ်မှာရှိတဲ့ကြောက်တက်တာစီရီလို့ခေါ်တဲ့ကြောက်တုံးကြီးပေါ့နော်။ဒီစီရီတည်ထားတဲ့ကြောက်တုံးကြီးကပြုတ်ကြတော့မယ်နေထားရှိနေတဲ့အတွက်ကြောင့်မလို့အနီးနား ှာရှိရဲရက်ွက်နေပြည်သူတွေကိုအရေးပေါ်ပြောင်းရွှေ့ဖို့ဒီမြို့နယ်က BND ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အားနေပြီးတော့လိုင်းလံတတိပြည်ပြည်တောင်မှာတော့ဒီကနေ့မှာပဲ60မြို့ရဲ့သမိုင်းဝင်ကြောက်တက်တာစီကြီးတွေကိုစတင်ဖြိုချနေပြီပဲဖြစ်ပါတယ်ရှင်ဒီလိုမျိုးပေါ့နော်ဟိုသမိုင်းဝင်တဲ့ဇေယျပထိုးတွေနောက်ဖရာကျောင်းဆောင်တွေနောက်ပြီးတော့လို့ရှင်ဘာသာရေးနဲ့ဆိုင်တဲ့အထောက်အထားတွေပေါ့နော်အဲဘာသာရေးနဲ့ဆိုင်တဲ့အဆောက်အုံတွေအကုန်လုံး ဒီကလေးတန်းကြောင့်မလို့ပေါ့နော်တဘာဝဘေးရန်နေကြောင့်မလို့အဖက်ဘက်ကနေပြီးတော့နှစ်နာဆုံးဆုံးရတာတွေ့တဲ့အတွက်လည်းအဲတကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ် ထပ်ပြီးပြပြချင်တဲ့တဲ့ရတော့ငနေလှုပ်ပြီးတဲ့နောက်မှာမန်အောင်မျိုးနဲ့ငကားရွာအနီးကရှုံပြီးတော့ပောက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ရခိုင်ပြည်မန်အောင်မျိုးနဲ့ငကားရွာအနီးမှာဧပြီလ2ရက်နေ့ပေါ့နော်ဒါတော့ဟိုအရန်တော့ update မဖြစ်ဘူးပေါ့။ဧပြီလ2ရက်နေ့နေ့လယ်ပိုင်းကမြေငနေလှုပ်ပြီးတော့ရှုံပြီးတော့ပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဆိုတော့အဲကျမရဲ့ပြည်သက်တီပေါ့နော်အနေနဲ့ရရက်ကပြည်သက်တီရှိမယ်။ဘယ်ဘဲရောက်နေရောက်နေကျမပြောနေကြတဲ့အတိုင်းပဲ အဆက်ဆက်ရရာဒီချိန်မှာပို့ပြီးတော့ဂယူဆိုင်ဖို့မှာခြင်းပါတယ်ပြီးတော့အားလုံးပဲပြီးကင်းလုံလုံရပါသေးရှင်ဒီကျန်နေဘူးဆိုဘဘဘဒီကျန်တော့ဘာလုပ်ရလဲနော်တော့ပြောလာဒီကျန်နေဘူးဒီကျန်နေဘူးအော်ညာတဲ့ဆီမဝင်လို့ရလားလောလီတော့ဝါပြင်းလားလောလီတော့ဝါနေမပြဘဝင်လို့ဘူးမမလားမပါအိမ်မမလားဟုတ်လားအိမ်မ Bebe Aguilera. Bebe Aguilera.